ကကြီးစီအမျိုးစားကနပြောတော့တက်တက်လှစားရည်ရှိတယ်ကွာဟိုမမကလည်းလှစားနေတယ်ဒီရအရင်နဲ့တော့ပါပဲအဲ့တော့မမကလည်းဘုန်းတိုင်းဆိုတော့တောင်းချင်တယ်ဆိုလို့ရှိနေတယ်ကျေးဇူးပြုလုပ်ကြပါမယ်ဒီမှာဒီကနေဒီကုံမောင်းနောက်ဆိုတယ်အခုချင်းနဲ့ပေါ်ထွက်ပါတာစီကအေဂျင်စီရဲ့နာမည်ပြောတယ်ပြောဆိုနေပါပြည်ပအလုတ်ကင်အေဂျင်စီတွေနဲ့မြန်မာပြည်အလုတ်ကင်ဝန်ဆောင်မှုလုပ်ငန်းရှင်တွေတွေ့ဆုံပြီးမလေးရှားနိုင်ငံမှာအသက်ခံလိုက်ရတဲ့မြန်မာအလုတ်သမား9ယောက်အတွက် အစိုးရရဲ့ချမှတ်ထားတဲ့မူဝါဒတွေကိုဆွေးနွေးကြတာဖြစ်ပါတယ်။မကြသေးခင်ကမလေးရှားနိုင်ငံမှာရရဲ့ဆက်ဆက်အသက်ခံလိုက်ရတဲ့မြန်မာအလုပ်သမား9ယောက်အတွက်အလုပ်ကိုင်အေဂျင်စီ32ခုပေါင်းပြီးတင်း90ကျော်လှူဒန်းခဲ့တာလည်းဖြစ်ပါတယ်။ဒီဖြစ်ရတဲ့ပသက်ပြီးစိတ်မကောင်းဖြစ်တဲ့အကြောင်းပြောလာသူကဦးတောင်းထိုက်ပါ။အားလုံးတင်း90ကျော်ရတယ်တဲ့ကားလေးဆိုတော့သူတို့၅ဦးဆိုတယောက်ကို၁၀သိန်းကျော်ကျော်ဒီလိုငွေသားပေါ့အခုချက်ချင်းခတ်မှတယ်မှာပေးပြီးပါပြီ ဒါအခုတော့မေတ္တာဂယုဏနဲ့ပံ့ပိုးပေးတာပါအေဂျင်စီညီကောင်မောင်မတွေကိုစားဒီကလေးတွေကိုတနာလို့ လို့ဟောမလဲအယူနာဂျေးပေါ့ထောက်ပံ့ဂျေးပေါ့နော်စိတ်တော့မကောင်းဘူးပေါ့လေဒီနိုင်ငံမှာကိုယ်နိုင်ငံသားတွေသွားတက်ခံရတယ်ဆိုတော့ဟိုအကြောင်းတရားတော့ပါလာပြီပေါ့လေတို့ဗုဒ္ဓဘာသာနဲ့ကြည့်ရင်ဒီအကြောင်းတရားလွန်ဆန်လို့မရတာဖြစ်တဲ့အတွက်တို့တော့ခံစားသွားပြီနောက်မှရှိတဲ့မိသားစုတွေပူဆွေးနေတယ်တို့မိញမ်းပြီးတော့တို့လောကလာဆန်နဲ့မိញမ်းရက်တည်နေရတဲ့ကလေးတွေဆိုရင်တို့မှဘာမှမရှိတော့တဲ့အတွက်ဥတော်တဖက်တလန်းနေတို့အရင်းလေးတစ်ခုရရှိအောင်ဆိုတဲ့စေတနာနဲ့မိသားစုကိုပံ့ပိုးတာပေါ့ လက်ရှိမှာတော့အစိုးရအနေနဲ့ပြည်ပလုတ်ကိုင်အေဂျင်စီတိုင်းကိုအမှတ်ခံ3900စီတင်ခိုင်းထားပြီးစီကန်းဖောက်ပြန်ရင်ဖျက်သိမ်းခိုင်းမယ်လို့ပြောဆိုထားတဲ့ပေါ်အေဂျင်စီတွေကအလုပ်သမားတွေကိုဝန်ဆောင်ခတိုးပြီးတောင်းမှဖြစ်လို့အလုပ်သမားတွေနစ်နာနိုင်တယ်လို့ပြည်တွင်းပြည်ပလုတ်ကိုင်ဝန်ဆောင်မှုကုမ္ပဏီတွေကဆိုပါတယ်ဒီအမှတ်ခံစနစ်နဲ့ပတ်သက်ပြီးမထိရောက်နိုင်တယ်လို့အေဂျင်စီတွေကိုထိမ့်သိမ်းကင်ရွက်ခြင်းရင်ဥပဒေမလိုက်နာတဲ့အေဂျင်စီတွေကိုစံပြအနေနဲ့အေးအေးဖို့ပြောလာသူကဒေါ်အေးအေးသိမ့်ပါ စိုးကြောကဘာဖြစ်လာမလဲဆိုအခုလို့3900တင်လိုက်တဲ့အတွက်ကြောင့်အေဂျင်စီတွေဒီအရင်သတ်မှတ်ထားတဲ့စံနှုန်းထားတဲ့ပို့ကောက်တော့ဂျားမှဘာတူခိုင်းရမယ်ဆိုအလုပ်သမားခိုင်းရတကယ်စိုးကြောပေါ့နော်ဒီ3900တပိုးစစ်နဲ့ပေါင်းငွေအန်ကွင်းကအကြမဖြစ်ဘူးပေါ့နော်တကယ်တကယ်အေဂျင်စီကိုတိတ်တိတ်သိမ့်သိမ့်နဲ့ကင်တွယ်ခြင်းနဲ့အစည်းကမ်းတကျဖြစ်တယ်တကယ်ဥပဒေတိုင်းမလိုက်နိုင်တဲ့အေဂျင်စီတိတိယောက်ယောက်ရေးယူတိတိယောက်ယောက်အပြစ်ပေးစံမြအနေနဲ့လောက် ုက် agency လင်းငါကူမလုပ်အောင်အားလုံးဒီသူ format တိုင်းသွားလိုက်အဲ့လိုမှမဟုတ်ပဲနဲ့ဒီ agency ဒီဘီသူနဲ့ပတ်သက်လို့ဟုတ်လားအဲ့လိုမျိုးဖြစ်ပြီး3လပိတ်လိုက်ငွေလဲရိုးတဲ့ဖြစ်ပြီး6လပိတ်လိုက်နေဆိုရင်ဒီ900မပြောနဲ့သိန်းတစ်ထောင်တင်ရင်တောင်မှ agency တွေကမဟုတ်တမမှန်လုပ်တဲ့ agency ပြောတာနော်အန်ဒီတော့ကဒီနေ့ချိန်ထိဟိုတွေမရှိခဲ့ဘူးမဟုတ်မမှန်လုပ်တဲ့ agency တွေကတော့မဟုတ်မမှန်ပို့ပြီးများလာတယ်